မိဖုရားစီတီတော်ဒေါသထွက်သွားပြီးပုံလေးအမျိုးသမီးကိုတွေ့အောင်ရှာခိုင်းပါတော့တယ်။တွေ့ရတဲ့ကစားစီခုတ်ထည့်ပြမယ်ဆိုပြီးတော့လေဂျင်းဝါနေပါတယ်။အာရဲကတော့မိဖုရားရှာနေတဲ့သူကသူပါပဲဆိုတာတွေ့ရင်လေမိဖုရားစီကပုံမင်းရှင်းနေပြီမလို့မင်းကြီးရှာပြီးတဲ့မိန်းကလေးကလည်းသူမကိုရှင်းနိုင်စရာအကြောင်းမရှိဘူးလို့ပြုံးပြုံးလေးပြောလိုက်ပါတယ်။နောက်တော့သူမကအာရဲကိုယူရဲမိတ်ကက်စီလိန်ခိုင်းပါတယ်။အာရဲကဒီမိတ်ကက်စီကလိုက်ထရကလေးကိုထိခိုက်စေနိုင်တယ်လို့ပြောပါတယ်။မိဖုရားစီကသူကိစ္စကိုဝင်ဆွဲဖျက်ရမလားဆိုပြီးအာရဲကိုပိုင်းရိုက်လိုက်ပါတယ်။ အစီကံတယောက်နဲ့အာရဲကိုဖမ်းချုပ်ခိုင်းပြီးတော့သူမလက်တွေကိုဖိထားဖမ်းလိုက်တာပါ။နောက်တော့မိတ်ကစီကိုအာရဲလက်ပေါ်လောင်းချလိုက်ပြီးသူမမျက်နှာပေါ်ကိုအတင်းတက်လင်းခိုင်းလိုက်ပါရီ။အာရဲကတော့ဗိုက်ထရကလေးအတွက်စိတ်မကောင်းဖြစ်သွားပြီးမြမီးပြားကြီးကသူမလာဖို့တာအာယုံရောက်နေတာပါ။မြမီးပြားကြီးကလှပသွားတဲ့သူမမျက်နှာကိုမှန်းနေမှကြည့်ပြီးစိတ်တိုင်းကြာနေတယ်။ ဒလုံးနဲ့တိတ်မကြာခင်မှာပဲမိဖုရားကြီးဟာပိုင်နာလာပါတော့လေနန်းတွင်စီကန်စီကမိဖုရားမိပွားနေကြပြီးရင်ဈေးကုန်လာအောင်ကြားပါတော့လေမိဖုရားကြီးဟာမနက်ခင်းကအလုံးကုန်နာကျင်နေပြီမဲ့ကလေးရဲ့ခေါင်းကိုယ်တော်အခုထိမတွေ့ရသေးပါဘူးနန်းတွင်စီကန်ကမွေးပွဲအားခက်ခဲမယ်လို့မိဖုရားကိုရှောင်တင်လိုက်ပါရီမိဖုရားကြီးကဘလို့ခက်ခဲပဲရှိရှိသူမှကလေးကိုရအောင်မွေးပေးဖို့အမိန်ပေးပါရီကလေးကိုမမွေးပေးနိုင်ရင်ခမရဲကလူတွေကောင်းလုံးကိုတက်ပြစ်မယ်လို့နာကျင်နေတဲ့ဈားလေးကနေချိန်ပေါင်းပါတော့လေအားရတော့ကလေးမွေးနေရတော့ဒလုံးရက်ဆက်တဲ့အတွေးတွေတွေးနိုင်တဲ့မိဖုရားကြီးကိုအံ့အားသင့်သွားနေတာပါခနာကြာမှာတော့ကလေးကိုတန်းကိုကြမ်းရပါပြီဒါပေမဲ့ခမရဲကလူတွေညနာကရုတ်တရက်ရှုံးမဲ့သွားကြပါရီဘာကြောင့်လဲဆိုရင်တော့မိဖုရားကြီးခန ာပူအောင်ပိုင်းကစီးကြလာတဲ့အရေးတွေကအရန်ကိုအနံ့ဆိုးနေရကြောင်းဖြစ်ပါရီ။ဘီဘီအာဂျီကကလေးကိုကြည့်မဲ့ဆိုပြီးတော့ခြိလိုက်ပါရီ။ကလေးကိုမြင်လိုက်တော့သူမရန်ကိုထိမ့်လန့်သွားခဲ့ပါရီ။ယောက်ျားလေးဖွားမြင်ခဲ့ပြီးမဲ့ကလေးကကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးပုံစံမျိုးဖြစ်နေကြတာပါ။မင်းကြီးအားလေးကလေးကိုကြည့်စလို့နန်းတော်ရှိကိုရောက်နေပါပြီ။ဘီဘီအာဂျီဟာကလေးကမွေးပြီးပြီးချင်းမှပဲတေးဆုံးသွားကြောင်းကိုချက်ချင်းမြင်မြုံလိုက်ပြီးလို့အားလုံးကိုလိန်ခိုင်းလိုက်ပါရီ။နောက်တော့အစီအကံတရားကိုကလေးကိုခေါ်ထုတ်ပြီးရှင်းပြခိုင်းလိုက်တယ်။မင်းကြီးဝင်လာတော့ဘီဘီအာဂျီကငိုယိုပြပါတော့တယ်။ ကလေးကိုမတွေ့တဲ့မင်းကြီးကဘာရီချင်နေလဲဆိုပြီးတော့မေးလိုတာပေါ့ကလေးကမွေးရပါအားနေလို့ဝေးပြီးပြီးချင်းအသက်ရှူရပြီးတော့တေးဆုံးသွားတာကြောင့်အစီကံတွေအေးမြုံလိုက်ပြီးလို့အားရဲကလိန်လိုက်တယ်မီဒီယာကြီးကသူမအပြည့်မကင်းလို့ကလေးနဲ့အတူတူသွားတင်မယ်ဆိုပြီးလုပ်ပြတော့မင်းကြီးကတားလိုက်ပါတယ်ဒါဟာမီဒီယာအပြည့်မဟုတ်ဘူးလို့ပြောပြီးမင်းကြီးကနှစ်သိမ့်ပြီးတော့တာပေါ့အဲ့ဒီချိန်တန်းပဲတမားတော်ရောက်လာပြီးမီဒီယာကြီးကိုစစ်ဆေးပါတယ်ဂျော်ဒီကတမားတော်ကလည်းသွားတော့မင်းကြီးကမီဒီယာကြီးဘာဖြစ်နေလဲလို့မေးပါတယ်မီဒီယာကြီးရဲ့နှလုံးသွေးကြောကအားနေနေတဲ့ပြင်ခန္ဓာပေါ်ကအေးစက်နေပြီးကိုယ်ပေါ်မှာလည်းအလောင်းကွက်တွေပေါ်နေရလို့တမားတော်ကရှောက်ပြန်လိုက်တယ်မင်းကြီးကမီဒီယာကိုကိုစစ်ဆေးဖို့အတွက်အင်ကြီးလက်ကိုမှတင်ဖို့လုပ်တော်တယ် ဗီဗီယန်ကြီးကမလို့ဖို့တောင်းညင်းနဲ့ဒီသမားတို့ကသူမကလေးတည်သွားတာကိုခွင့်ဆောင်ယူပြီးမင်းကြီးကိုသွေးထုတ်နေရလို့ပြန်ပြောတာပါပြီးတော့ချက်ချင်းပဲသမားတို့ကိုဆွဲထုတ်ခိုင်းမှာလို့ဒီမင်းကြီးကနေမကောင်းရင်သမားတို့နဲ့တရားပြဖို့အတွက်မီဒီယာကိုပြောပါရီအခုတလောသူမညနာဟာနုပြိုလန်းစမ်းနေတာမင်းကြီးကိုယ်တိုင်လည်းမြင်ရတာမလို့ဒီလိုဖြစ်စရာအကြောင်းမရှိဘူးလို့မီဒီယာကချက်ပြောပါရီသမားတို့ကလည်းသူနေတာမဟုတ်ကြောင်းနဲ့မီဒီယာကြီးဟာကုသမှုတရားခံယူတဲ့နယ်လို့ထပ်မံလျှောက်တင်တော့တာပေါ့သမားတို့ကိုရောသူ့ရဲ့ဆွေးစင်မျိုးဆက်ကိုပါတတ်ဖို့အတွက်အမိန့်ပေးပါလို့ရီ မင်းကြီးကယုတ်တရက်ဒေါသထွက်သွားပြီးမိဖုရားကိုခေါ်ပါတော့တယ်။ဆွေစင်မျိုးဆက်ကိုတက်ရောက်တဲ့အထိအပြစ်မပေးတတ်ဘူးလို့မိဖုရားကြီးကိုပြန်ပြောပါတော့တယ်။အရေးကြီးနက္ခတ်ဆရာနဲ့မိဖုရားငယ်တစ်ပါးရောက်လာတာပါ။ကျေတာယာရီတာမိန်နေပြီးတော့မကောင်းတဲ့လက္ခဏာကမိဖုရားကြီးနန်းဆောင်ကိုညှို့ပြနေရလို့ရှောက်တယ်မာရီ။မိဖုရားကြီးကကလေးကိုလည်းအောင်မြင်စွာမွေးဖွားနိုင်လို့နန်းချတဲ့နယ်လို့အကြံပေးလာခဲ့တာပါ။မိဖုရားငယ်ရလေတိုင်းပြည်အနာကဲအတွက်နန်းချတာကိုသဘောတူပြီးဖို့ထပ်မံရှောက်တယ်မာရီ။မိဖုရားကြီးကနန်းချခရရမှာကြောက်တော့မင်းကြီးလက်ကိုဆွဲပြီးတော့ငူယူပြပါတော့တယ်။ မင်းကြီးကသူ့မလက်ကိုဖိတ်ချပြလိုက်တယ်။မိဖုရားကြီးကသူ့ရဲ့သွေးကိုမွေးထားပေးရလို့အားနေနေတယ်ပြင်စိတ်မကောင်းဖြစ်နေတယ်။အဲဒါကြောင့်နန်းသားမဲကိစ္စကိုနောက်မှပြောမယ်ဆိုပြီးမင်းကြီးကအမိန့်ထုတ်ပြန်တယ်။မိဖုရားနန်းသားမို့လဲသူကိုယ်တိုင်ကောင်းတဲ့လက္ခဏာကိုရှင်းရှင်းလင်းလင်းမမြင်ရမချင်းဖိတ်ထားမယ်လို့အမိန့်ထုတ်ပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ မီဒီယာငေကလောင်ပြုံးပြုံးပြီးမီဒီယာကြီးနန်းချခရမယ်လေးကိုစောင့်နေမယ်လို့ပြောသွားခဲ့တာပါကြံခဲ့တဲ့မီဒီယာကြီးလည်းဒေါသတကြီးအောင်ရပြီးတော့တောင်းကျန်တော့တာပေါ့နောက်တော့မီဒီယာပေါ်ပေါ်ကအလောင်းခွက်တွေကိုကြည့်ပြီးအယူတပိုင်းလိုဖြစ်နေတယ်အစီကံတွေကို make up CU ခိုင်းပေမဲ့ဘသူမှသူစကားကိုနားမထောင်ကြတော့ပါဘူးသူမဟာကိုယ့်အကိုထားယူတော့ခန္ဓာကိုယ်ကအားမရှိသလိုလဲကျသွားခဲ့ပါရီအာရဲကလည်းထူလိုက်ပြီးမီဒီယာကြီးရဲ့အလောင်းခွက်တွေကိုသူမဖုံးပြပေးလို့ရတယ်ဆိုပြီးတော့ပြောပြပါရီအနာကြောင့်မီဒီယာကြီးကလည်းသူမကိုအားကိုတကြီးနဲ့ကြည့်လာခဲ့တော့တာပါမီဒီယာကြီးကအာရဲကိုဖက်လိုက်ပြီးအခုဆိုရင်သူမမှာအာရဲတယောက်ထဲပဲကျန်တော့တယ်လို့ပြောလာတယ် ာရဲကမီဒီယာနာမှာပဲတစ်သက်လုံးပြုစုစောင့်ရှောက်သွားမယ်လို့ပြောရင်းနဲ့သူမလက်ပေါ်ကိုမိတ်ကပ်စီလူပေးပါရီစီလူပီယာနဲ့မီဒီယာစီလက်ပေါ်ကအလောင်းကွက်တွေရလဲချက်ချင်းကိုပြောက်ွယ်သွားပါပြီအာရဲကတော့မီဒီယာသူမကိုယုံကြည်အားကိုးလာမှဟန်ဆောင်နေပြီးမီဒီယာကြီးကတော့ဒါကိုအဟုတ်မှန်နေကြတာပါမင်းကြီးရလေအာရဲကိုနန်းဆောင်တစ်ခုလုံးမှာရှာမတွေ့တော့သူမကိုတွေ့ခဲ့တဲ့ရေကန်စီကိုလာခဲ့ပါရီအဲ့ဒီချိန်မှာပဲမိတ်ကပ်ပြန်ပြီးရောက်လာတဲ့အာရဲကမင်းကြီးအနောက်ကနေပြီးမျက်စိကိုဖုံးအောင်လိုက်တာပါမင်းကြီးကသူရှာနေတဲ့မိန်းကလေးမှန်းတီးတော့အာရဲလက်ကိုဖယ်ပြီးဝမ်းသာအားရလှည့်စီလိုက်တယ်ပြီးတော့သူမကိုတွေ့ချင်လို့နန်းတော်တစ်ခုလုံးကိုလိုက်ရှာနေတဲ့အကြောင်းပြောပြလိုတာပေါ့ အာရီကခြုံလုံးပါရဲလက်ကောက်တစ်ခုပေးပြီးသူမကိုတွေ့ကြတိုင်းချူတန်လုပ်ပြီးခေါ်ခိုင်းတယ်။ဒလုံးနဲ့နှစ်ယောက်သားအကြီးချင်းစုံပြီးနန်းဖို့လုပ်နေတဲ့ချိန်မှာမီဒီယာရဲ့အထင်းတော်ကမင်းကြီးကိုတွေ့ကြနေရလို့အစီကံတယောက်ကလာရှောက်တယ်လေ။အာရီကမသွားဘူးတားပြီးမဲ့မီဒီယာကြီးပေါ်မှာဆက်ရိုက်နေသေးတဲ့မင်းကြီးကထွက်သွားခဲ့ပါတော့တယ်။ အထိန်တော်ကမင်းကြီးအခုတလုံးအစာမစားလို့မိဖုရားကြီးကစားစရာလုပ်ထားပေးတယ်ဆိုပြီးတော့တက်တာတလုံးချပေးတယ်မင်းကြီးတက်တာကိုဖွင့်ကြည့်လိုက်တော့အထဲမှာခေါက်ဆွဲပကံကိုတွေ့ရပါတယ်ဒီခေါက်ဆွဲကငငယ်ရသူနေမကောင်းဖြစ်တိုင်းမိဖုရားကြီးသူ့ကိုလုပ်ပေးနေကြခေါက်ဆွဲဖြစ်နေကြတာပါဒါကြောင့်မင်းကြီးကမိဖုရားကြီးကိုတရိယာသွားပြီးနန်းဆောင်ကိုကြွလာပါတယ်မင်းကြီးကြွလာမှသိတဲ့မိဖုရားကစီမီပူဆောင်ပြီးတော့ဆူတောင်းချေအောင်စောင့်နေပါတယ်မင်းကြီးရောက်လာတာနဲ့အန်အော်တဲ့ပုံစံလုပ်ပြပြီးသူမမင်းကြီးကိုညနေချင်းမဆိုင်ရဲကြောင်ပြောပါတယ်ခေါလာဟာလာရီကြောင့်မိဖုရားကိုမပြစ်ထားနိုင်ဘူးလို့ပြောရင်းနဲ့သူမကိုဖတ်ထားလိုက်တော့တာပေါ့ခဏကြာမှတော့မိဖုရားရဲ့အိတ်ခန်းကိုဝင်သွားကြတယ် မိဖုရားကနောက်ထပ်ကလေးယူကြမယ်လို့ပြောပြီးမင်းကြီးကိုအနမ်းပို့လုပ်တယ်။မင်းကြီးရုတ်တရက်ဆိုးွားတဲ့အနမ်းတကူကူကိုရပြီးအန်ဂျန်တလိုတော်ဖြစ်လာတယ်။အနမ်းကအလောင်းပုတ်တဲ့အနမ်းနဲ့တူနေပြီးမိဖုရားကြီးကိုသူ့နောက်မလာဖို့ပြောလိုက်တယ်။မိဖုရားကြီးကိုလည်းအီမချိုးထားတာပနေရရှိနေပြီလေလို့မင်းကြီးနဲ့နှာခေါင်းအုပ်ပြီးတော့နန်းဆောင်ကနေပြန်ကြွားသွားပါပြီ။မိဖုရားကြီးလည်းသူ့မကိုသူ့မပြန်နှံကြည့်ရတဲ့ဒေါသထွက်ထွက်နဲ့ကြံကြေလိုတာပေါ့။မင်းကြီးပြန်ရောက်လို့အာရဲကိုတွေ့တော့သူမမေယိုးကိုဆွဲခိုင်းပြီးညနာကိုတတိချာချာကြည့်လိုက်ပါလေ။ဘာလို့လဲဆိုရင်တော့အာရဲကိုအရင်ရင်းနေနေတယ်လို့ခန်းစားရတာကြောင့်ပါပဲ။ သူတွေ့ခဲ့တဲ့အမျိုးသမီးကအာရဲဆိုတာကတော့မင်းကြီးမသိရှာပါဘူးနောက်တော့ဘီဒီယာကြီးကိုခရူးဆိုင်ကိုပြောပြီးတော့ထွက်သွားပါပြီဘီဒီယာကြီးကသူမပါလို့အနန်ဆိုးတွေခဏနေရတာလေးဆိုပြီးတောင်းကျန်နေတယ်အာရဲကစိတ်ငြိမ်ငြိမ်ထားဖို့အတွက်ပြောပြီးတော့အမွှေးစီတစ်မျိုးကိုထုံညီလိုက်ပါတယ်အဲဒီတော့မှဘီဒီယာကိုကအနန်ဆိုးတွေလည်းပြောက်ွယ်သွားပါလို့လေအာရဲကဘီဒီယာကြီးကိုအနားယူဖို့အတွက်အိတ်ဆက်ခံလိုက်တယ်ဘီဒီယာကြီးအိတ်ပြောသွားတာနဲ့သူမချောင်းဆူလာပြီးသွေးတွေပါပါလာပါတယ်တကယ်တော့ယူရဲမိတ်ကပ်ကိုလိမ့်ပေးတဲ့သူကလည်းအလင်းခင်ရတဲ့သူလိုပဲသိဆုံးမှာဖြစ်ပါတယ်အာရဲကဒါကိုသိပြီးမှအမအတွက်ကလပ်စားချေဖို့ပုဂ္ဂိုလ်ကိုစတိခံထားတာပါ ညကြတော့မင်းကြီးကရေကန်လာလာပြီးချူတန်ထွက်အောင်လက်ကောက်ကိုနှုံရလိုက်တယ်။အာရဲကချက်ချင်းရောက်လာပြီးမင်းကြီးကသူ့ရဲ့မိဖုရားကြီးကအခုတလုံးပြောင်းလဲလာတယ်လို့ယင်ဖွင့်လာပါတယ်။အာရဲကသူမတရားလုံးရှိနေတာကြောင့်မိဖုရားကြီးကိုမေးပြဖို့ပြောလိုက်တယ်။နောက်တော့မင်းကြီးကိုမြူဆွဲပြီးနှစ်ယောက်သားအနမ်းချွေလိုက်ကြပါတယ်။မင်းကြီးအခုဆိုရင်အာရဲကိုလုံးဝဆွဲလန်းသွားခဲ့ပါပြီ။သူမကိုမိဖုရားကြီးရာထူးအနေမှာမလို့အခုကစားပြီးသူ့နားမှာပဲနေပြီးဖို့တောင်းဆိုလာပါတယ်။မင်းကြီးကသူမရှိနေရင်ကောင်းမွန်စွာအိမ်ဆက်နိုင်ပြီးတော့စိတ်ပျော်ရွှင်နေတာပါ။ အာရကလည်းမင်းကြီးပြောတာတွေကိုခေါင်းငိမ့်လိုက်ပါရီအခုဆိုရင်မင်းကြီးကမီဒီယာကြီးပေါ်မှာမြေတားမရှိတော့မလို့အာရဲတန်ကအောင်မြင်သွားခဲ့ပါပြီဒါကြောင့်နောက်နေတွေမှာတော့အာရကမင်းကြီးရဲ့အနမ်းဆောင်မှာပဲသွားနေနေပါတော့လေမင်းကြီးကအာရဲနာကနေတော့မခွာတော့ပါဘူးတခါမှလည်းမီဒီယာကြီးကအာရဲမရှိတော့သူမမျက်နှာကအရင်ကချက်အိုမင်းရင်ရောပျက်စီးလာခဲ့ပါပြီသူမဟာမှန်တယ်ကသူမရဲ့ပုံစံကိုကြည့်ပြီးအရန်ကိုထိတ်လန့်ချောက်ချားနေခဲ့တာပါ ခဏနေလို့အာရဲရောက်လာတော့မိဖုရားကအာရဲစီအာကိုတကြီးနဲ့ပြေးသွားပါတော့တယ်မိဖုရားကြီးကအာရဲကိုဒီရပိုင်းဖေးသေးသွားနေလေလို့မေးပါတယ်သူမနေရာနဲ့လိုက်ရှာပြီးမဲ့ဘယ်မှာမှအာရဲကိုရှာမတွေ့ခဲ့ပါဘူးအာရဲမရှိတော့သူမကိုဘိတ်ကလင်းပေးမဲ့သူမရှိဘူးလို့ပြောပြီးမိဖုရားကြီးကငိုယူပါတော့တယ်မင်းကြီးကလည်းမိဖုရားတဲ့ကိုခန့်အားလိုက်တာမလို့သူမဒီကလာပါနေမှာဖြစ်မယ်လို့ပြောပါတယ် ာရဲကတော့မသိသလိုနေရင်လည်းတဘာဘွားအလားဆုံးမိကပ်ကိုလိမ့်ပေးမယ်လို့မိဖုရားကြီးကိုပြောလိုက်ပါတယ်။ခဏကြာလို့မိကပ်လိမ့်ပြီးတော့မိဖုရားကနှုတ်ပြပြီးတော့လာပါသွားပါပြီ။ဒါကတဘာဘွားမှာနောက်ဆုံးလေးရမယ်မိကပ်ဆိုတော့တော့မသိရှာလိုက်ပါဘူး။တိမ်မစားခင်ပါပဲမိဖုရားခန့်အပ်ွယ်ရောက်လာပါတယ်။အာရဲကတခြားမိဖုရားတွေကိုစကားပြောဖို့လုပ်နေတော့ပါပဲမိဖုရားကြီးကကြွလာတာပါ။လာပါစွာပြင်ဆင်ထားတဲ့မိကပ်နဲ့တဘာနေရာကိုဘသူယူရဲတာလဲလို့ပြောပြီးတလန်းချင်းရှောက်လာခဲ့ပါတော့လေ။ ရာစီကသူမရှင်နေလျက်နဲ့ဘာကြောင့်မီးငယ်စီရာသူအနေမှာလဲလို့မေးပါရီမင်းကြီးကမျက်နှာပြတ်သွားပြီးမိဖုရားချင်းနေမကောင်းတာအကြောင်းလို့ဖြေလိုက်တယ်။မိဖုရားကသူမကြမ်းမာနေတဲ့ပြင်လှပနှုတ်ပြုံနေပြီလို့ပြောလိုက်တယ်။နောက်ပြီးသူမကိုကြောပေးထားတဲ့မိဖုရားတဲ့ကိုနေရာကနေစင်ခိုင်းလိုက်တယ်။ မီဒီယာတွေညနာလေးလာတဲ့အချိန်မှာသူမအရန်ကိုအားအသင့်သွားခဲ့ပါတယ်။သူမမြင်တဲ့ယုံကြည်ခဲ့တဲ့အာရဲကအခုတော့သူမရန်သူဖြစ်နေပါပြီ။မီဒီယာကြီးကအာရဲကိုပားရိုက်ဖို့အတွက်လက်ရွယ်လိုက်တော့မင်းကြီးကလမ်းသားထားပါတယ်။ပြီးတော့မီဒီယာကြီးဟာရိုင်းဆိုင်တယ်လို့စူပူလိုက်ပါတယ်။အာရဲကသူမရာသူပြန်ပေးမယ်လို့မင်းကြီးကိုပြောလိုက်ပါတယ်။မီဒီယာကတော့အွန်လိုင်းသူပြောနေဆက်ပြီးတော့ရှောင်းလန်းနေကြတာပါ။ရုတ်တရက်မီဒီယာကြီးကိုကြည့်ပြီးအကောင်လုံးကထိတ်လန့်သွားကြပါတယ်။မီဒီယာကြီးစီကလည်းအနံစိုးတွေကဇက်တိုက်ထလာကြတာပါ။သူမမျက်နှာကလည်းအလောင်းကောင်လိုပုံလာပြီးတော့အိုမင်းကြီးယောင်လာပါတယ်။မင်းကြီးပါဝင်အကောင်လုံးကလည်းနှာခေါင်းပိတ်ပြီးတော့ကြောင်းလန့်တကြားနဲ့အော်ဖြစ်နေကြတယ်။ ။အားရကတော့ဒါကိုကြည့်ပြီးတော့ပြုံးနေတယ်။နောက်တော့မိဖုရားကြီးကတန်ဆိုးရင်းနဲ့အခြေခံထားရပြီးစကားတော်ကောင်းကောင်းမပြောနိုင်တော့ပါဘူး။သူမမျက်နှာကလည်းပျက်စီးကိုရွေးနေပါပြီ။အားရက"သူမဘာလို့ဒီလိုလုပ်ရလဲ"ဆိုတာသိချင်လာလို့မေးလိုက်ပါရီ။အားရက"သူ့အမကိုတန်လိုက်လို့ဒီလိုလုပ်တာကိုအေးအေးဆေးဆေးပြောပြရီ။မိဖုရားက"သူ့အမဘာလို့လဲ"လို့မေးပါရီ။သူမကိုစနေကြမိခဲ့လေးပေးခဲ့တဲ့ရှီယန်လို့ပြောလိုက်တော့မိဖုရားကလန်သွားခဲ့တာပေါ့။ခဏနေတော့အားရက"အစီကံတွေကိုမှန်ယူလာခိုင်းပါရီ။မိဖုရားရဲ့ပုံသွုံးနေတဲ့ပြန်နာကိုသူမကိုယ်တိုင်ညင်အောင်လို့ပြသလိုက်တာပါ။မီဒီယာလေးအော်ဟင်းနေခဲ့ပြီးမင်းကြီးဟာမီဒီယာရဲ့ရုပ်ရည်ကြောင့်မချစ်တော့တာမဟုတ်ဘဲနဲ့သူမရဲ့စိတ်ဓာတ်ကြောင့်ဆိုတာပြောပြလိုက်ပါရီ ခနာကြမှာတော့မိဖုရားကြီးဟာသိဆုံးသွားခဲ့ပါပြီ။အာရဲနဲ့နန်းဆောင်ကထွက်လာပြီးတော့သူမကလည်းစားချိန်နိုင်ခဲ့ပြီလို့ပြောရင်းနဲ့ပြောနေခဲ့တာပါ။အဲဒီချိန်သူမချောင်းဆိုးလာပြီးသူ့ရမှာတော့လေ။သူမလည်းမကြခင်မှာတီရောမေဆိုတာသိနေခဲ့တာပါ။နောက်တော့မင်းကြီးစီသွားပြီးအဖြစ်မှန်အားလုံးပြောပြလိုက်ပါပြီ။မင်းကြီးကတော့မိဖုရားဟာတလုံးစိတ်သက်ရှိတာမသိခဲ့ရလို့ကိုပိုကိုအပြစ်တင်နေမိတော့တာပေါ့။မင်းကြီးကအာရဲကိုအပြစ်မတင်မဲ့သူမသူ့ကိုတကယ်ချစ်ခဲ့လားလို့မေးနေတယ်။အာရဲဘာမှမဖြေတော့သူမတကယ်မချစ်ခဲ့ဘူးဆိုတာမင်းကြီးသိလိုက်ပါပြီ။မင်းကြီးကသူမအတွက်ဖာလုပ်ပေးနိုင်တယ်လို့မေးလိုက်ပါရီအာရဲကအမအတွက်ကြောက်တိုင်စိုက်ထူခွင့်ပေးဖို့အတွက်တောင်းဆိုလိုက်တယ်မင်းကြီးကွင်ပြူတော့သူမကြောက်တိုင်နဲ့အတူတူလမ်းတော်ဝါးလေးဖြတ်သွားခဲ့ပါပြီ အာရဲကတော့တော့ကြီးနေတဲ့မင်းကြီးကသူမနဲ့စာတွေ့ခဲ့တဲ့အချိန်ကိုပြန်တရလာပြီးအနောက်ကပြေးလိုက်ပါတော့တယ်။အာရဲကအမအုပ်ကူမှာတောက်ကင်ဆိုင်တူပြီးခဏကြာမှပဲသူမလေးလေးကြာသွားခဲ့ပါပြီ။မင်းကြီးရောက်လာတော့အာရဲကိုပွေးချီပြီးခေါ်လို့ပေမဲ့သူမလုံးမလာခဲ့တော့ပါဘူး။ခြုံလုံးကိုလှုပ်ပေးမယ်လဲဘာမှမထူးတော့ပါဘူး။ဘာမှမတတ်နိုင်တဲ့မင်းကြီးကအာရဲကိုဖယင်းနဲ့ငုံနေပါတော့တယ်။